တော်တော်ချင်တဲ့အားလုံးတာလီစော့ပါ Development Media ကို DMG ရဲ့2025ခုနှစ် Match လ9ရက်နေ့အတွက်သတင်းတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်။ဒီကနေ့အစီအစဉ်မှာတော့ ALB ဖန်ထားတဲ့စစ်တွေကလူငယ်လေးယောက်ကိုစစ်တင်နာပေးနေတဲ့သတင်းကြောက်ဖူတညဝတီကြီးတဲ့ဌာနချုပ်အနီမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘုံကျဲတာကြောင့်ဥကင်းရမီးလောင်တဲ့သတင်းအခက်အခဲတွေကြောင့်ဖောက်ကင်းရရခိုင်တွေပြေတော်ပြောင်းကြတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ ARB ဖမ်းဆီးထားတဲ့စစ်တွေကလူငယ်၄ယောက်ကိုစစ်တင်နာပေးနေတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။စက်ကောက်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ရခိုင်ပြည်မြို့တော်စစ်တွေမှာဒေါ်စွန်မြတ်ဇန်လင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ARB ကမြို့ခံလူငယ်တွေကိုဖမ်းဆီးပြီးစစ်တင်နာပေးနေတယ်လို့သတင်းရရှိပါတယ်။အသက်20ကျော်အရွယ်ဖြစ်တဲ့မင်းကွန်ရက်ခွက်ကမောင်စုံနိုင်ဦး၊မောင်နီတုရှေ၊မောင်ပုရှေ၊မောင်ဆန်းကိုဦးတို့ကို ဖေဖော်ဝါရီ9ရက်က ALP ကဖမ်းဆီးခဲ့ပြီးနောက်လက်ရှိမှာတော့စက်တင်နာပေးနေတာဖြစ်တယ်လို့မိသားစုနဲ့နေဆက်သူတွေကသိရပါဗျ။ဖမ်းဆီးခံရတာတော့တလားလောက်ရှိပေမဲ့တင်နန်းတနေတာကိုဒီရဲ့ပိုင်းမှာတိကျရတယ်လို့မိသားစုဝင်တဲ့နေဆက်သူအမျိုးသားတဦးကပြောပါဗျ။ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေဟာ ALP ရုံးကိုအတင်းကြီးတွားရောက်မင်းမြန်ခဲ့ပေမဲ့လည်းဆက်ဆေးမင်းမြန်စရာရှိသေးတယ်လို့အကြောင်းပြန်ခဲ့ပြီးနောက်စက်တင်နန်းကိုပို့လိုက်တာဖြစ်တယ်လို့ဆိုပါဗျ။ လက်ရှိစက်တွေမြို့နယ်မှာစက်ကောင်စီနဲ့ AA တို့တိုက်ပွဲဖြစ်ပွားနေပြီးစက်ကောင်စီကမြို့ရင်းမြို့ပြင်လုံခြုံရေးကိုတိုးမြှင့်ချထားတဲ့အတွက်မြို့ရင်းကိုတိုက်ပွဲတွေကူဆက်လာမှာကိုမြို့ခွန်တွေကစိုးရိမ်မှုမြင့်တက်နေကြပါတယ်။ဒါ့အပြင် ALP ကလည်းစက်တင်တာပြင်နေတဲ့အတွက်မိသားစုဝင်တွေမှာစိုးရိမ်နေကြတယ်လို့ပြောဆိုကြပါတယ်ခင်ဗျာ။ဆက်လက်ပြီးကြောက်ဖြူညဝတီရေတပ်ဌာနချုပ်အနီးမှာတိုက်ပွဲပြင်းထန်နေပြီးစက်ကောင်စီဘုံကျဲမှုကြောင့်ဥကင်းရမီလောင်တဲ့တဲ့ရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ ရခိုင်ပြည်ကျောင်းပြုံမြို့နယ်တညောင်းဒီရေတပ်ဌာနချုပ်အနီးမှာစစ်ကောင်စီနဲ့အရခတပ်တော်တိုက်ပွဲပြင်းထန်နေပြီးတော့ဥကင်းကျွော်ကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျစ်တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တွေမိလောက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မတ်လ6ရက်နေ့မွန်းလ12နာရီလောက်မှာဥကင်းကျွော်ကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျစ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ညနေ၄နာရီအထိမိကူဆန်းလောက်ကျွမ်းခဲ့တာဖြစ်တယ်လို့မြေပြင်စတင်းရဲမြစ်တွေကပြောကြပါတယ်။ ။ဥကင်းကျင်းရွာဟာတညောင်းလူရေးတပ်ဌာနချုပ်အနီး၃မိုင်အကွာမှတည်ရှိပြီးအင်ချစ်တရားကျော်ရှိပါတယ်။ဥကင်းရွာသားတချို့မှာပြီးခဲ့တဲ့ဖေဖော်ဝါရီ20ရက်ကစတင်ပြီးတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတာဖြစ်တယ်လို့သိရပါတယ်။ဖေဖော်ဝါရီ22ရက်နေ့မှာဥကင်းကျင်းရွာကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျေးတိုက်ခိုက်ခဲ့တဲ့အတွက်တကြီးပါအမျိုးသားတယောက်တည်ဆုံးပြီးတော့ကျင်းရွာသားတွေမှလည်းဘေးလွတ်ရာကိုထမ်းမှန်ထွက်ပြေးခေကြရပါတယ်။ ရွာကထွက်ပြေးသွားသူတော်တော်များများမှစားစရာအဝတ်ထည်ပါမှမပါပဲအရေးပေါ်ပြေးကြတာဖြစ်တယ်လို့ဥကင်းကျွာကဒေသခံအမျိုးသားတယောက်ကဆိုပါတယ်။တညောင်းတရီတက်ဌာနချုပ်အနီးမှာဥကင်းစီမောစက်တိန်စားတဲ့ကျွာတဝိုင်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကစတင်ပြီးတော့မတ်လ6ရက်နေ့အထိစစ်ကောင်စီနဲ့အာရခတက်တော်အေတို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ အခက်အခဲတွေကြောင့်ဖားကန့်ရောက်ရခိုင်တွေပြည်တော်ပြန်ရတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ကရှင်ပြည်နယ်ဖားကန့်ဒေသကိုရောက်ရှိနေကြတဲ့ရွှေပြောင်းအလုသမရခိုင်လူမျိုးတွေဟာလာပေါင်းများစွာလောက်ကင်စားသမှုအစင်မပြေတာတွေကြောင့်အခုခါမှာတော့ရခိုင်ပြည်တွင်းကိုတဖြည်းဖြည်းပြန်လာကြပြီလို့သတင်းရရှိပါရယ်လက်တလောဖားကန့်ဒေသမှာစည်ရေးပဋိပက္ခတွေဖြစ်ပွားနေပြီးကြောက်စိမ့်ရှာဖွေရတဲ့လောက်ကွက်တွေတဖြည်းဖြည်းရှာပလာတာနဲ့တခြားအလောက်ကင်တွေရှာပလာတာတွေကြောင့်ပြည်တော်ပြန်လာကြတာဖြစ်ပါတယ်ဖားကန့်မြို့နယ်မှာရှိတဲ့တောင်ပြိုဘလက်ခ မောင်မောင်ရှန်ဆတဲ့ကျေးရွာတွေမှာရခိုင်ရွှေပြောင်းအလုံးသမားများစွာနေထိုင်ရပြီးကြောက်ကုမ္ပဏီတွေကစွန့်ပစ်တဲ့မြေစာပုံတွေကကြောက်စိမ့်ချတဲ့လုပ်ငန်းကိုလုပ်ကင်နေကြသူအများပြားရှိနေတယ်လို့သိရပါဗျ။လက်ရှိမှာတော့စရိတ်ရှင်တွေတင်းမာလာတာကြောင့်လဲပြည်တော်ပြောင်းရတာဖြစ်တယ်လို့ရသက်တော်နေသားခံကိုငိမ့်စော်ကပြောပါဗျ။2024ခုနှစ်နိုဝင်ဘာလမှာစက်ကောင်စီနဲ့ကရှင်လွတ်လပ်ရေးတပ်မတော် KAI တို့ဖားကဲမြို့နယ်ဆိုင်းတောင်ကျေးရွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တိုက်ပွဲတွေရပ်တန့်သွားခဲ့တာပါအဲဒီနောက်3လကြာဖေဖော်ဝါရီလကုန်ပိုင်းမှာ ဖားကန့်ပြူဟာကုန်းကစက်ကောက်စီတပ်သားတွေဟာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ရဲ့စိတ်မှုကြွေရအုပ်စုစံကြွေရနာကဆစေးရိတ်ဂိတ်ကိုတိုက်ခိုက်ပြီးအခုချိန်ထိဆစေးရိတ်တင်းမာနေတယ်လို့သိရပါတယ်ခင်ဗျာ။ဗရင်းကိုတင်ဆက်ပေးနေပါတယ်။ပုံနှိပ်ချက်ကဆက်ဆောင်တွေရှင်းချင်း9မိုင်ခရီးကိုတွားရောက်ထင်ခုတ်ပြီးဝန်ရေးဖြစ်ရှင်းနေရတဲ့တဲ့ရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ ရခိုင်ပြည်ပုံနာကျောင်းမြို့နယ်အတွင်းကစပယ်ဆောင်တွေမှာစောင်းဝင်းနေရဲ့ကြက်တင်လာတဲ့အတွက်နေထိုင်ရာနေရာကနေခြေလျင်၅မိုင်လောက်ဝေးတဲ့နေရာကိုသွားရောက်ပြီးထင်းခေါက်ယူပြီးတော့ဝမ်းရည်ဖြည့်ရှင်နေကြရပါတယ်။ကုညင်ထောက်ပတ်မှုနေပါတာနဲ့အတူစာရဲတောက်ရဲအခက်ခဲတွေကြုံလာတဲ့အတွက်အခုလိုတောတောင်ခရီးတွေကိုဖြတ်ကျော်သွားရောက်ကထင်းခေါက်ပြီးရုန်းကန်နေကြရတာဖြစ်ပါတယ်။ အခုဆိုရင်ထင်းတွေရှားလာတာနဲ့အဝဲကိုသွားခုတ်ရတာကြောင့်ပိုပြီးပင်ပန်းတယ်လို့ပုံနာကျော်မြို့နယ်ဘန်ဝေကျေးရွာကစပေးဆောင်ဦးထွန်းသိအောင်ကဆိုပါတယ်ထင်းအချောင်းတရာရှိတဲ့ထင်းတစီကိုငွေကျပ်1000ခွေရရှိပြီးတော့စပေးဆောင်တွေမှာပုံမှန်တနင်းမှာထင်းအချောင်းရဲ့200ဝန်းကျင်ခုတ်ယူနိုင်ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့လမ်းခရီးဝေးတဲ့အတွက် ထင်းအချောင်းနေရာအထိမသေးယူနိုင်တာကြောင့်ထင်းအချောင်းတရာလောက်သာသေးယူနိုင်ကြတဲ့အတွက်တနေ့တောင်ဝန်ရပြည်လည်မှုမှာအခက်အခဲကြုံတွေ့နေကြရတယ်လို့စပေးဆောင်တွေကပြောကြပါတယ်ရန်ကုန်မှာတလအတွင်းဒေသခံ200ကျော်ကိုစစ်သားစုဆောင်ဖို့စစ်ကောင်စီဖမ်းဆီးခဲ့တဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးခြင်းပါတယ်။ပြီးကြတဲ့ဖေဖော်ဝါရီလအတွင်းရန်ကုန်မှာဒေသခံ233ဦးကို စစ်သားစုဆောင်ဖို့စစ်ကောင်စီကခဏဦးဖမ်းဆီးခဲ့တယ်လို့ရန်ကုန်စကုတ်နဝ RSN ရဲ့ မက်စလာ9ရက်နေ့ထုတ်အစီရင်ခံစာမှာထုတ်ပြန်ထားပါတယ်။ကနဦးဒေသခံ233ဦးကိုဖမ်းဆီးခဲ့ပြီးအဲ့ဒီတွေက54ဦးကို ပြန်လွှဲပေးခဲ့တယ်လို့ RSN ကထုတ်ပြန်ထားတာပါ။လမ်းမပေါ်မှာသွာလာနေသူ106ဦးကိုလိုက်ဆွဲကဖမ်းဆီးသွားတာဖြစ်ပြီးအစရင်ဆက်ဖမ်းဆီးခေါ်ဆောင်ခံရသူ63ဦးရှိတယ်လို့ RSN ကဖော်ပြပါတယ် အဲ့လိုပဲဆေးရလှုပ်ရှားသူနဲ့တပိတ်လှုပ်ရှားသူတွေလို့ဆဆွဲပြီးဖမ်းဆီးခံရသူလူငယ်၃ဦးပါဝင်ကအစိုးရလေးလင်းရဲ့ရောင်နီတရှင်းကိုလမ်းဘေးမှာတိခတ်နေတာကိုအပေးအမြလုပ်တယ်ဆိုပြီးတော့ဖမ်းဆီးခံရသူ၅ဦးပါဝင်တယ်လို့သိရပါဗါတယ်အဲ့ဒီအချက်လက်တွေဟာ RSN ကိုပေးပို့လာတဲ့သတင်းတွေရှိတ်ဆက်အဖွဲ့အစည်းတွေစီကသိရှိရတဲ့သတင်းတွေနဲ့မီဒီယာသတင်းတွေကိုကိုကာပြုစုတက်ဆက်ထားတာဖြစ်ပြီးလက်တွေ့မြေပြင်မှာတော့အခုထက်ပိုမိုဆိုးဝါးနေတယ်လို့ RSN ကပြောထားပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ နိုင်ငံတကာသတင်းပို့လည်းတင်ဆက်ပေးကြပါရစေ။ဆက်ရေးလက်ချက်မှုအတွင်းတောင်ကိုရီးယားလေယာဉ်ဘုံးရှစ်လုံးကို မာရွေကျဲချမိခဲ့တဲ့အတွက်လူ၅အုပ်ဒဏ်ရာခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။လက်ချက်မှုတစ်ခုအတွင်းတိုင်းလေရင်တွေထဲကတစည်းဟာနေရာမှောင်ယွင်းပြီးတော့ဘုံရှင်လုံးမတော်တဆပြုတ်ကျသွားခဲ့တဲ့အတွက်အရသားတွေထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့တောင်ကိုရီးယားလက်တပ်ကဖော်ပြပါဗျာ။ လေတိုင်းရဲ့ KF16 လေယာဉ်စီက MK82 ဘုံရှစ်လုံးဟာတပ်မတ်ထားတဲ့ပြခတ်မှုအကွာအဝေးရဲ့အပြင်ဘက်စီကိုပုံမှန်မဟုတ်တဲ့အခြေအနေတရနဲ့ကြားရောက်သွားခဲ့တယ်လို့လေတပ်ကပြောကြားခဲ့ပါတယ်။အခုဖြစ်စဉ်ဟာပုံရှုံးမှာမနက်စနားကြီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးမြောက်ကိုရီးယားနဲ့နေနမိတ်ချင်းထိစပ်နေတဲ့နေဆက်နေရာရဲ့တောင်ဘက်25ကီလိုမီတာအကွာမှာအခုဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖုန်းတွေမလိုလားအပယ်ပြုတ်ကျသွားခဲ့ပြီးတော့အရသားတွေကို ထိခိုက်မှုဖြစ်စေခဲ့ရလို့ကျွန်တော်တို့စိတ်မကောင်းများစွာဖြစ်ရတယ်လို့ထုတ်ပြန်ချက်မှာလေတက်ကပြောကြားခဲ့ပါတယ်မတော်တဆမှုတုံ့ပြန်ရေးကော်မတီကိုဖွဲ့စည်းပြီးဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးဖို့ရှိကြောင်းနဲ့ပျက်စီးဆုံးရှုံးထိခိုက်မှုတွေအတွက်ရောကြေးပေးတာအပါအဝင်လိုအပ်တဲ့အစီအမံအလုံးကိုဆောင်ရွက်ပေးမှာဖြစ်တယ်လို့လေတက်ကပြောကြားခဲ့ပါတယ် စစ်တပ်ဂျန်လင်ရင်ဟာလစ်တနက်ကြီးတပ်တွေပူတွဲဆောင်ရွက်တဲ့ဒိုင်းရိုက်ပစ်ခတ်လေ့ကျင့်မှုမှာပါဝင်ခဲ့တယ်လို့လစ်တပ်ကပြောကြားခဲ့ပါတယ်ရှင်။ဒီနေ့သတင်းနဲ့တန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါရစေ။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့တွေမှာညာ၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ sawcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။